လေကူမှန်ကုန်းကြေးရွာမှာပြည်သူလူနေပါဖြစ်နေတဲ့ဗုဒ္ဓရုပ်ဘွားတော်ကို45ရက်အတွင်းဖျက်ဆီးပြီးဖယ်ရှားပေးဖို့မြို့နယ်တန်ခါနိုင်ကဖွဲ့ရဲ့အမိန်ကိုဆရာတော်ဦးဥဒ္ဒရာကအသက်နဲ့လဲပြီးလွန်ဆန်သွားမယ်လို့ဇန်နဝါရီ17ရက်နေ့ကပြောခဲ့ပါတယ်။မြို့နယ်တန်ခါနိုင်ကဖွဲ့ဘာကြောင့်ဗုဒ္ဓရုပ်ဘွားတော်ကိုဖျက်ဆီးခိုင်းတာလဲ။ငင်းကျန်းကျော်ရွှေမန်းကျောင်းတွေမှာ2000ခုနှစ်ကယာယီသတင်းတုံးခဲ့တဲ့ လက်ခတ်တောင်ဆရာတော်ကိုကျောင်းတိုက်နဲ့တဆက်တည်းဖြစ်နေတဲ့မြေကိုမြေအပိုင်ရှင်တွေကနှုတ်နဲ့လှူဒန်းခဲ့ရာက ဥဥဒ္ဒရာကလက်ခတ်တောင်ဆရာတော်ရဲ့ခွင့်ပြုချက်နဲ့ညံတော်28တောင်မြင့်တဲ့ဗုဒ္ဓရုပ်ဘွားတော်ကိုထုလုပ်ခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောပြခဲ့ပါတယ်။ဗုဒ္ဓရုပ်ဘွားတော်ကိုတိဆောက်မှု25ရာခိုင်နှုန်းပြည်စည်းလူချင်းနေမှာမြေယာပိုင်ဆိုင်ကြောင်ပိုင်ရှင်တယောက်က အထောက်အထားနဲ့တင်ပြတောင်းဆိုလာလို့ကြီးပြန်လွှဲပေးခဲ့ပေမယ့်ရုပ်ဘွားတော်နဲ့ဆောင်ကူလေကူးမြို့နယ်တန်ခါနိုင်ကအဖွဲ့ကဖြည့်စည်းဖေရှားခိုင်ခဲ့ကြောင်သူ့အနေနဲ့အသက်တည်ခံ ထောင်ချခံပြီး ဗုဒ္ဓရုပ်ပွားတော်ကိုမဖျက်ဆီးနိုင်ဘူးလို့ဆိုပါတယ်။ဘုန်းကြီးတို့၂၀၀၀ခုနှစ်ကဥပ္ပူကြီးဒေါ်ညိုညိုအေးတို့ကဥစဉ်ရဆရာသမားဖြစ်တဲ့ဥပိ္ပစေလက်ကတောင်ဆရာတော်ကိုနာသူတာပေါ့နော်။ဘုန်းကြီးကိုလှူတာမဟုတ်ဘူး။ဒါသူတို့မြေပါတားဆီးတာလို့ပိုင်ဆိုင်တာလို့ဘာတစ်ခုမှလည်းမပြောဘူး။အခုကြမှာသူ့မြေပါဆိုပြီးတော့ဘုန်းကြီးတို့တရားဆွဲတယ်ဖုန်းရတယ်တရားစွဲတော့သူ့မြေဆိုရင်လည်းပြန်ယူပါတော့မယူတော့ဘူးမငင်းတော့ဘူးဆိုပြန်ပေးလိုက်ပြီ အဲ့ဒါကိုဒီဘွေရနဲ့အစာဦးဖြတ်ပြီးတော့ကျောင်းထဲကိုရွှေ့ရမယ်တဲ့ဖြတ်ပေးရမယ်ဆိုခုလင်သံဃာနာခေါ်စစ်တယ်ကျော်နန္ဒတော့သာနာရေးမှုအရှင်ဘုရားကိုတဲ့လူချွတ်မယ်ထောင်ချမယ်တရားစွဲမယ်ဒါကြီးမဖြတ်ပြီးအ45ရက်ဆိုတယ်သံဃာလူတွေကပြောတယ်မို့သူပဲပြောတယ်45ရက်အဲ့တော့ဘုန်းကြီးကလည်းမရွှေ့ပေးဘူးဒီဘုရားမဖြတ်ရဘူးအသက်အသေးခံမယ်ထောင်ချခံမယ်လက်မမထိုးခင်ကလည်းပြောရင်မထိုးပရင်ကိုသူကအခုချက်ချင်းဖမ်းမဲ့ပုံစံမျိုးဆိုတော့ ဘုန်းကြီးလက်မှတ်ထူပေးခဲ့ရတယ်သူတို့ရွာမှာကျောင်းတဆောင်ဖျားတဆူမရှိခဲ့တာကြောင့်အခုလိုရုပ်ပွားတော်ထုလုပ်တည်ဆောက်မှုပြီးစီးလူချင်းတွေမှာဖြစ်ခဲ့ရတဲ့ပေါ်စိတ်မကောင်းသလိုဖျားတဆူတည်ရင်လဲကျုံရနေရမှာတည်လို့မရတဲ့ကြောင်းရွာခံဥုံဟန်ကပြောပါတယ်ရွာခံဒီအနေနဲ့ကတော့ဒီပေါ်တော့ဟာဆိုရင်ဒီရွာလေးမှာကျောင်းတစ်ကျောင်းမရှိဘူးဖျားတဆူမရှိဘူးလွန်ခဲ့တဲ့မိဘတွေလက်ထက်ကတော့ဒီဆရာတော်ရောက်လာကမှဒီဓမ္မယုံကြီးတွေကျောင်းနေတိန်နေ ဖရာကြီးတွေဆိုတော့ပေါ်ပေါက်လာတဲ့အတွက်ဒီဆရာတော်ကိုကုံလဲအားကုန်ကြတယ်တကယ်သာသနာပြုဆရာတော်ဆိုတော့ဒီနေ့အတွက်မှာဆင်းရဲတော့ဘလူးနဲ့မှမချင်နိုင်အောင်သာသနာပြုတဲ့ဆရာတော်လည်းဖြစ်တဲ့အတွက်အကုန်လုံးသူ့ကိုယုံကြည်လေးစားကြတယ်တကယ်လို့သူတဲ့တဲ့ဖရာကိုမြတ်လူဖြတ်မယ်ဆိုလို့ရှိရင်တော့ဥပဒေနဲ့မပြောထက်ပေမဲ့လည်းအကုန်လုံးကစိတ်မကောင်းတွေဝါလုံးဖြစ်ကြမှာပါပဲဘုရားရေကွာတော်ကိုဖြတ်စည်းဖယ်ရှားခိုင်းတာကိုကြီးရွာသူရွာသားတွေသဘောမတူနိုင်တဲ့အကြောင်းကြီးရွာသား142ယောက်ကလက်မှတ်ထိုးပြီး ဒီလိုမဖြစ်အောင်တက်နိုင်သည်ဖြင့်တားဆီးသွားမယ်လို့ကုကျော်မင်းနိုင်ကဆိုပါတယ်ဒီဖျက်မဖျက်ဘူးတော့ကျွန်တော်ဆက်လုပ်ဘူးဆောင်တော့ညရွာဒီကတက်နိုင်တဲ့ဘက်ကတော့ဘာမှမလုပ်ဆိုတဲ့အကြောင်းပါလေအားလုံးလက်မှတ်တွေမတက်နိုင်တဲ့အဆုံးကြတော့စင်မကောင်းကြီးများတော့လည်းပဲကြည့်ရတယ်တော့ဖြစ်ကောင်းလည်းဖြစ်လာတယ်ဒါပေမဲ့မဖြစ်လာဘူးတော့တိုက်ခိုက်အတုလန်အတုမရှိဗုဒ္ဓမြတ်စွာဘုရားရဲ့စင်နူတော်ကို ဖြည့်ဆည်းပြရမယ်ဆိုတာအစင်လာမရှိတာကြောင်းဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဝမ်းနေမိတယ်လို့ဒီလိုဖြစ်တာတမိုင်းကြောင်းမကောင်းဘူးလို့အသက်82နှစ်ရွယ်ရွာသားကြီးဦးမြဟန်ကဆိုပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာနည်းတော့ဖះကိုဖြတ်တယ်ဆိုတော့မလိုလားဘူးပေါ့ကျုပ်တို့မိပါတယ်အဆက်ဆက်ကလည်းဖះထူတယ်ဆိုတာမရှိဘူးဗုဒ္ဓဘာသာကြည်တာပဲရှိတယ်အဲ့တော့ကျွန်တော်ဗုဒ္ဓဘာသာအနေနဲ့တော့ဝင်နေတာပေါ့ဗျာနော်မဖြတ်တယ်မဖြတ်ကောင်းတာနော် 啊，这两个东西的票，啊，皮也没吃了，筋络都没当完呢了。